ထိုင်းနိုင်ငံအတွက်ပထမဆုံး Miss World Obechu Ansari တမိုင်းဝင်အောင်မြင်မှုပါ ထိုင်းနိုင်ငံက Miss World ဆုကို ပထမဆုံးအကြိမ်ဖြစ်မြင်ရယူခဲ့ပါပြီသူကတော့ဖူကတ်မျိုးကအသက်20နှစ်အရွယ်ဆုချတာ Obechu Ansari ဖြစ်ပါတယ် open ဟာမျက်နှာလှတာပဲမဟုတ်ပါဘူးသူက16နှစ်အရွယ်မှာ ရင်သားကျူမှာယောဂဖြင့်ခွဲစိတ်ခဲ့ရတာကြောင့် အိုပယ်ဘောဟာဆိုတဲ့ယင်သားကင်စာအသိပညာပေးစီမံကိန်းကိုစတင်ခဲ့ပါတယ်။သူကဓမ္မဆက်တက္ကသိုလ်မှာနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီးထိုင်းအင်္ဂလိပ်တရုတ်ဘာသာပြောတတ်ပါတယ်။58နှစ်အကြာမှာ Miss Wall စုကို ပထမဆုံးအကြိမ်ထိုင်းနိုင်ငံကစုဖူးခဲ့တာပါ။ Opel ရဲ့အောင်မြင်မှုကဥဆောင်မှုတနာကျင်နာမှုနဲ့ကိုပိုင်အိမ်မက်ကိုအကောင့်ထဲပို့ဖို့ကိုမင်းကလေးတိုင်းအတွက်ခွန်အားဖြစ်စေပါဗျ။ Open ဟာထိုင်းနိုင်ငံအတွက်တကယ့်ကိုဂုဏ်ယူစရာပါ။